ကျွန်တော်တို့မြင်စရာလေးဖြစ်တယ်ကိုအရန်အာကြိုက်တယ်လေးစားတဲ့မင်းသားတယောက်လည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီစကားလေးကိုလည်းဒါကျွန်တော်ကိုအခွင့်အပြေးခဲ့တဲ့ကျေးဇူးရှင်ဆိုလည်းဟုတ်တယ်အဲဒါကြောင့်ကျွန်တော်တော်ခရော့ဖြစ်တာပါအခုကတော့ဟိုအခုမြင်နေကြပုံစံပါပဲတီတီဂျီဂျီအေဂျင့်ချမ်းပါအခုပုံစံအေဂျင့်လေးလေတွေ့ဝအေဂျင့်ဝါတာအခုညနာမြင်ပြီးအခုပုံစံမြင်နေတဲ့နယ်ကိုအေဂျင့်ဝါတာပေါ့အရင်တိငိန်လို့လေဟိုဆိတ်လို့ရှားရပါတယ်အခုနဲ့တွေ့တိုင်းပေါ့နော်ဟို ရှင်အရန်ခုံနေပေါ့နော်ဟိုဘာလို့ခုံလုံးခုံမှန်းတော့မသိဘူးဟိုအရန်ကူကြရတဲ့မင်းသားတယောက်နဲ့တွေ့ရလို့လည်းအာတကြောင်ပါတယ်ပေါ့နော်ဟိုပြီးတော့ကိုအရန်လေးစားတဲ့ပုံစံနဲ့တွေ့ရလို့လည်းပါတယ်ပေါ့နော်ပျော့တာပါအမှန်တကယ်တော့ပျော့တာပါဟုတ်ကဲ့โอเคมึงละมาครับแต่ดาตะดิ้นจั่วตะซองไลน์กูนี่ผัดแตนเปลี่ยนเลยดาตลอดเมี้ยวๆเลยไลค์กรอดาดีตุยอ่ะเลยเนี่ยเลยไปเนี่ยเนี่ยเปลี่ยนไปได้ အဲတရင်ကျုပ်ကတော့ကျွန်တော်တို့ဒါဟိုဆရာသမားတွေအာပြီးတော့ဆရာသမားလူကြီးတွေပေါ့နော်အဖွားကြီးတွေပါမယ်ဒါပက်ထရော့ဖြစ်ပါတယ်ဟုတ်ပြန်ပယ်လေးဖြစ်လာဖို့အများနဲ့ကိုပြောတယ်အင်တာဗျူးတွေမှာပြောတယ်ကိုနေတို့ကြောင့်လို့လည်းကိုပြောတယ်ဒီဒါတင်းကျွတ်တော့လည်းသွားပြီးတော့မှတ်မှတ်ရလေးနဲ့သွားကြတော့တာလည်းပြရတယ်နည်းနည်းလေးပေါ့အဲ့ဒါလေးလည်းပြန်ပြပြပြောင်းပါဦးဟုတ်ကဲ့ဒါတော့ဗောနောဒါဟိုကျေးဇူးရှင်ဆရာဗောနောဆရာဆိုတော့ဒါကျွန်တော်ရဲ့ဟိုမြင်ဆရာလို့ပြောရမယ်ဗောနောဟိုကုဇက်ကားတွေဆိုကြီးရတယ်ကျွန်တော်တို့အခုတေးဥဆောင်တွေဆိုလို့ရှိရင်လိုက်ပြီးတော့ ဟိုလိလာရဲပေါ့နော်အဲ့တော့ဒါကျွန်တော်တို့မြင်စရာလေးဖြစ်တယ်ကိုအရင်အာကြိုက်တယ်လေးစားရတဲ့ဒါမင်းသားတယောက်လည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီစကားလေးကိုလည်းဒါကျွန်တော်ကို အခွင့်အပြေးခဲ့တဲ့ကျေးဇူးရှင်ဆိုလည်းဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တော့ခရော့ဖြစ်တာပါတော်ပြတော့ဒါမမဲ့ရရတာကိုဘာတွေရောဒါသွန်သင်ပြောပြပေးခဲ့တာမျိုးတွေရောရှိလဲပေါ့အဲ့ဒါလေးလည်းမတရားနေလို့ပြောပြပါဟုတ်ကဲ့အကူကတော့ဒီကျွန်တော်ရဲ့ဒီပေါ့နော်လောက်ကန်နေတဲ့အလောက်ကျောင်းတွေလည်းဒါဆူတွေပြေးတယ်အဲစူးစမ်းဖို့လည်းပြောလိုက်ပါတယ် ားလေးလည်းသူလက်ဆောင်ပို့ပေးရတယ်အဲ့ဒါလေးလည်းဒါပြပြပြောင်းနေတယ်လည်းဒါသူလည်းထည့်ပြတဲ့အင်တာဗျူးတွေမှာဒါမောင်လေးကြောင်းလေးဆိုလည်းမှတ်မိတ်ရတယ်လေအဲဒီစကားလေးရိုက်မယ်ဆိုတော့အခုမှရှိတဲ့ဒီဟာပေါ့နော်သူဝိခဲတဲ့ဒီအဝေးလေးတွေကျွန်တော်နဲ့လိုက်မဲ့ဟာလေးတွေကိုသူရွေးပြီးတော့ဒါလက်ဆောင်ပေးလိုက်တဲ့အတွက်လေအဲဒီစကားလေးရဲ့တော့တော်တော်လေးအဆင်ပြေသွားရပါတယ်အဲဆိုကိုကဟိုဝတ်ဆောင်ရှာတော့လေနည်းနည်းဟိုအဲတုန်းကဆက်လို့တော့လားဆိုတော့မရှာတတ်ဘူးလေဟိုနေရာတွေပါတယ်တိတ်မသိဘူးပြီးတော့အဝေးကလည်းနည်းနည်းနွမ်းနွမ်းဘက်သွားတယ်ဆိုတော့လေ ဟိုပုံစံလေးတဲ့ကိုလိုက်မရှက်တဲ့ကိုဖြစ်တာဗောနော်အကိုပို့လိုက်တော့မှဒါအဆင်ပြေသွားကိုကိုရှာလို့ပို့အဆင်ပြေသွားဗောဟာဟာဟိုဘယ်လိုပြောမလဲလေးစားတဲ့ဟာကြတော့ကျွန်တော်တို့ဒါအကလုံးလေးစားပါတယ်အခုကျွန်တော်တို့ဒါကျွန်တော်မှလေးစားတဲ့ပုံကူရရှိတယ်အဲကွန်နီတူတင်မဟုတ်ဘူးဗောနော်တခြားတခြားဟိုဘာလို့လေးစားလဲဆိုတော့ကျွန်တော်တို့ကဟိုအလုံးလုံးပုံနေပုံထိုင်းပုံကျွန်တော်တို့လေးစားတာဗျဟိုအဲ့လိုဖြစ်အောင်လဲဟိုလှုပ်ဖို့ဆိုတာလည်းတိတ်ပြီးတော့မလွယ်ကူလीအ ဟိုလူတိုင်းလေးစားတဲ့ပုံကူဖြစ်လာလို့ဆိုတော့မလွယ်ဘူးအဲ့တော့ဟိုကိုချင်းတီလာဒါအလုပ်ပေါ်အလုပ်ကိုဘယ်လိုလုပ်ရလဲဘယ်လိုကြိုးစားရလဲဘယ်လိုနေထိုင်နေပေါ့နော်အဲဒါတွေကိုကျွန်တော်တို့ကလိုက်ပြီးတော့လူငယ်တွေပြီးပြီးပေါ့နေပြီးတော့အတူယူလေးစားရတာပေါ့နော်ကြည်လည်လို့ရှိရင်ကိုအရင်အားကြရတာပေါ့နော်သူတို့အရင်ဖြစ်ချင်တယ်ဖြစ်ချင်တယ်ပေါ့နော်ဟိုအဲ့လိုပေါ့အကူကတော့အလူအနေရပေါ့အခုကျွန်တော်တို့ကဘောလုံးလောကမှာဆိုလို့ရှိရင်ရော်နယ်ဒိုကြိုက်တယ်ဗျာရော်နယ်ဒိုကြိုက်တယ်ဘာလို့လဲဆိုတော့ဟိုအကောင်ကင်းရှင်းတယ်လေ ကွန်ကင်းရှင်းနဲ့အခုအသက်40ကျော်ထိတာကွင်းထဲမှာစားဆောင်နိုင်သေးတယ်ပေါ့နော်။ကျွန်တော်တို့ကဒါသူ့ရဲ့ခြေစွမ်းကိုခြေစွမ်းထက်ပေါ့နော်။သူရှင်သန်နေထိုင်ခဲ့တဲ့ life lifestyle ပုံပြီးကြိုက်တယ်ပေါ့နော်။လူတိုင်းမလုံနိုင်တဲ့အရာတခုကိုသူကနေထိုင်နေတာပေါ့။ဟိုစိတ်လှုပ်ရှားရပါတယ်။အခုနဲ့တွေ့တိုင်းပေါ့နော်။ဟိုရှင်ရန်ခုံနေပေါ့နော်။ဘာလို့ခုံလုံးခုံမှန်းတော့မသိဘူးဟိုအရင်ကကြွကြရတဲ့မင်းသားတယောက်နဲ့တွေ့ရလို့လေအဲတကြောင်းပါတယ်ပေါ့နော်ဟို ပြီးတော့ကိုအရင်လေးစားတဲ့ပုံစံတွေတွေ့ရလို့လည်းပါတယ်ပေါ့နော်ပျော့တာပါအမှန်တကယ်တော့ပျော့တာပါဟုတ်ကဲ့ဟုတ်စကားအဲ့လိုပေါ့ကိုကိုဟိုအကိုကကိုပေါ်ဆက်ဆံမှုကကြတော့မလိုလေးပေါ့ခလေးတကင်းရှိတယ်ခက်လက်လေးလေးရောရှိတယ်အဲ့လိုအပြင်မှာကိုစကားရပေါ့အကိုကတော့ဟိုအကိုမြင်နေကြပုံစံပါပဲတီတီဂျီဂျီအေးအေးချမ်းချမ်းပါအကိုပုံစံအေးချမ်းတယ်လေအဲ့ကိုကိုကလည်းအဲ့လိုလှုပ်ရှားနေတာပေါ့တွေ့ရင်ဒီဆိုတွေ့ဝါရင်ရောဘယ်လိုနေလဲတွေ့ဝါအေးချမ်းဝါတာ အခုမျက်နှာမြင်ပြီးအခုပုံစံမြင်လဲနေတယ်ကိုအေဂျင့်ဝါတာပေါ့ရင်းတိငိမ့်လို့လीတိငိမ့်လို့ဒါလေးရလဲကျွန်တော်လေးစားရဲအချက်လေးပြီးပါတယ်ပေါ့ရန်ပဲကြောင့်ကိုမြားလေးတခုရွာသွားတဲ့အချိန်မှာကိုရောဒီရန်ပဲကိုက်ကန်နဲ့ပတ်သက်ပြီးဘလို့လေးသူကအတိမတ်ပြူတာမျိုးရှိတယ်ဘလို့လေးအပိစကားပြောတာမျိုးရှိတယ်ပေါ့ဟုတ်ကဲ့ဒီစကားအမ်ဒီစကားလေးရပေါ့နော်ဒါကျွန်တော်တို့အကုန်လုံးကျူစားခဲ့ပေါ့နော်အခုလဲဒါဝမ်းသာပါတယ်ဒီဇက်ကားလေးကိုဒါပြည့်သက်တည်တခင်းနဲ့အပီးကြတဲ့အတွက်လဲကျွန်တော်ဒါ အခုအခုအစားပေါ့နော်ဒီနေရာနေ့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါရိုက်ကူးတဲ့သူတွေအားလုံးစားကျေးဇူးတင်ပါတယ်အဲဒါပြည့်စက်တရားလည်းတော်တော်အားပေးကြတယ်တော်တော်အားပေးကြတယ်ဗျအဲ့ကျင်းဟာလားယာတင်ထားလားကျွန်တော်တို့စိုးရိမ်တာဗောကိုဆက်ကောအခုမှအဲဘယ်လိုပြောရမလဲ MRD4 ဟာ hip လေးမှပြရမယ်ဆိုတော့ MRD4 MRD4 မှပြရမယ်ဆိုတော့ဘယ်လိုပြောရမလဲရင်းခုန်တာဗောနော် MRD4 ဆိုတော့လည်းကျွန်တော်ဒါနိုင်ငံလုံးပြရလေကိုရဲ့ဒါပထမဦးဆုံးဒါ ပြိတက်ကိုပြန်ချပြရတဲ့ဟာဆိုရင်ခုံမီစောင့်စားမိတာတော့ရှိရပေါ့ဒါကိုတော့အကောင်းဆုံးကြိုးစားခဲ့တယ်ဒါပြိတက်တွေရဲ့ဟိုဝေဖန်မှုပေါ့နော်ကိုကရင်ခုံစားစောင့်ရတာပေါ့ဒါလေးတော့ရှိပါတယ်ဟိုဘယ်လိုပြောရမလဲဒီအားကျတော့အကုန်လုံးထင်းကောင်းတော့ပေါ့နော်ကျွန်တော်ရိုက်ကူးတဲ့ဒရိုက်တာလည်း ဟိုတော်တယ်ပေါ့နော်ဒီဇန်အဝတ္ထုကလည်းကောင်းတယ်ဇန်ညုံးကလည်းကောင်းတယ်ပေါ့နော်ဒီမှာမှာအက်တာတွေဆိုလို့ရှိရင်ဒါကုနေတူတို့ဒါမအိမ်မြတ်တူတို့ဂရုဟာကုတူတူဆန်ကဝိုင်းရင်ကြီးပါတယ်ပြီးတော့မန်နော့ဖောတို့ဝိုင်းရင်ကြီးပါတဲ့အတွက်ကြောင့်မလို့ဟိုဒီဇက်လန်ကပို့ပြီးတော့တန်ပူရဲ့ပူမြင့်သွားပေါ့နော်အမေရိကန်ဆိုလို့ရှိရင်ဒါ IT နေအရင်အသားပေးတဲ့ကားလို့ပြောရမှာပြ IT ကိုတဆင့်ချင်းစီသွားတာ ဟိုမအိမ်မဲ့သူဆိုလို့ရှိရင်လည်းဒါပွင့်ဦးလာကာရက်တာတစ်ခုဒါအိမ်အောင်တယ်ဖြစ်သွားချိန်မှာကာရက်တာတစ်ခုဝင်သွားတာပေါ့နော်အိုက်တင်အသားပေးလုတ်တဲ့အာရိုက်ရိုက်လိုက်တဲ့ဇလန်လေးဆိုဇလန်လေးကပို့ပြီးတော့လဲကောင်းသွားတာပေါ့အစားရေကောင်းတော့ဒီအိုက်တင်နဲ့ပေါင်းလိုက်တော့ဟိုကောင်းသွားတာပေါ့ ားမှာဆိုတချို့ကားဆိုကလေးတို့ဆိုတိတ်ပြီးတော့လေလောက်ကတိတ်မရတာမျိုးဆိုတယ်။ဒီမှာじゃဖျက်ရတယ်ပေါ့နော်။ကလေးရောလူကြီးရောဆိုဗျာယူပြိတက်ကတစ်ခါလေးဖြစ်ပြီးတော့အားပေးကြတယ်ပေါ့။နောက်ဆောက်ကအဲ့လိုဖြစ်နေဆိုတော့ဘာပြော character လေးနဲ့ကိုယ့်အတွက်ကအားတာတယ်လို့ပြောလို့ရမှာဒီထဲရကြံပေး character じゃလေ။ဟုတ်တယ်ဗျဟို character တစ်ခုရှိတာဗောနော်ညံပယ်ဆိုရက်ကောင်းလေးတယောက်ဆိုရက် character လေးတစ်ခုကိုဟိုပေါင်းတရုပ်ဆောင်တာဗောနော်ဟိုအဲ့လို character လေးရှိလို့လဲတာကိုရီဇလန်လေးကပူလှသွားတာ တော့ကောအဲ့လိုကိုနေလို့နဲ့ဖန်ကြီးတင်တဲ့ကာရီတန်ပြီးတော့ရှိအောင်လာပေါ့တူတူတွဲပြီးတော့ပေါ့ဒါကတော့ငယ်ဘွားကိုတရုပ်ဆောင်ရတာပေါ့နောက်ထပ်ကျွန်တော်တို့အိမ်မက်တွေကတော့ကျွန်တော်ရိုက်ချင်ပါလေဟောရိုက်ချင်တာပေါ့မာပြီးရမလားကျွန်တော်တို့ဒါအိမ်မက်တွေလေဟိုကျွန်တော်တို့ရဲ့ဒါအလုပ်ကဒါရုပ်ရှင်ရဲ့အာရုပ်ရှင်ရိုက်မယ်ဗျာကျွန်တော်တို့ဒါပရိသတ်တွေကိုဒါတရုပ်ဆောင်ပြရမယ်အလုပ်ဆိုတော့ဒါအကူရုံးနဲ့ဒါဒီကားမာတွေမဟုတ်နောက်ကားကြီးလည်းစုံကျင်တာပေါ့ပြီးရမလားစုံကွင်းရရင်တော့စုံကျင်တာပေါ့အဲစုံရအောင်လည်းစူးစမ်းပါမယ်